ရှယ်ယာလုပ်ငန်းတစ်ခုကိုပူးပေါင်းလုပ်ကင်ကြတဲ့အခါမျိုးမှာပူးပေါင်းတဲ့ပုံစံ၃မျိုးရှိပါတယ်။နံပါတ်၁ပူးပေါင်းတဲ့ပုံစံကကျွန်တော် working partner လို့ခေါ်တယ်ပေါ့ဗျာ။ working partner ဆိုတာကဟိုသူနဲ့ကိုယ်နဲ့ပေါင်းလို့ကြတဲ့ဆွဲနေရာမှာကိုကပတ်စံထဲမယ်၊သူကလှုပ်အားထဲမယ်၊သူကလှုပ်မယ်ပေါ့ဗျာ။သူနဲ့ကိုယ်နဲ့ပေါင်းလို့ကြတာပါပဲ။အဲ့လိုပဲဒါမှမဟုတ်လို့ရှိရင်ကိုကအဲလှုပ်မယ်၊ကိုကလှုပ် ဦးစီးဘူးလောက်ကိုင်ဆောင်ရမယ်သူကငွေထည့်မယ်နှစ်ယောက်စလုံးကတော့လုတ်လုတ်ကိုင်ကြမှာပါပဲအဲ့တော့ပြောချင်တာသူနဲ့ကိုနဲ့ walking partner အလုပ်လည်းလုပ်ကြမယ်ဒါပေမဲ့တယောက်ကတော့ငွေပို့ထည့်ရင်ထည့်မယ်ပေါ့ဗျာဟလာကိုကလည်းနည်းနည်းထည့်ရင်ထည့်မယ်တေချာတစ်ခုကဘာလဲဆိုလို့ရှိရင်သူနဲ့ကိုနဲ့ကအဓိကဘာလဲဆိုလို့ရှိရင်ငွေအချို့လည်းပေါင်းမယ်လုတ်အားအချို့လည်းပေါင်းမယ်ဒါမှမဟုတ်လည်းကိုငွေမပါခြင်းလည်းမပါဘူးသူငွေမပါခြင်းလည်းမပါဘူးတူတယောက်ရဲ့ငွေနဲ့ကျွန်တော်တို့ပူးပေါင်းပြီးတော့လုတ်ကိုင်ကြရတယ်ပေါ့ဗျာဒါဒီ walking partner ပါနံပါတ်2ကတော့ကျွန်တော် equal partner ဖြစ်ပါတယ် equal partner ပူပေါင်းတဲ့ပုံစံမျိုးကသူလည်းပဲတဝက်ထဲမယ်ကိုလည်းပဲတဝက်ထဲမယ်ခုန walking partner မှာတော့ကကျွန်တော်တို့ဟိုတဦးတယောက်ရဲ့ knowledge နဲ့တဦးတယောက်ရဲ့လုပ်အားကိုဦးစားပေးရတဲ့အလေးထားတဲ့ပုံစံမျိုးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့လို့ equal partner မှာကကြတော့သူလည်းပဲတဝက်ကိုလည်းပဲတဝက်သူလည်းပဲအလုပ်လုပ်မယ်ကိုလည်းပဲအလုပ်လုပ်မယ်ဆိုတော့ equal partner เนาะတူညီတဲ့ partner တဘောမျိုးဖြစ်ပါတယ်ဒါဒီ equal partner ပုံစံဖြစ်ပါတယ် နံပါတ်3ပုံစံကတော့ကျွန်တော်တို့ multiple partner with one key operation person မှာ multiple partner ဆိုတာကကျွန်တော်တို့ partner တွေဟလာ association တွေ3 4ယောက်ဖြစ်မယ်အဲဒါပေမဲ့ဒီ3လ5ယောက်စလုံးကတချို့လူတွေက silent partner အနေနဲ့ပဲဖြစ်မယ်ပေါ့ဗျာလား operation နဲ့ကိုဝင်မရှုပ်ဘူးတူတယောက်ကပဲ operation ကိုဥဆောင်ပြီးတော့မှလေပတ်မယ်ဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ ဆက်တူရှယ်ယာတခုပူးပေါင်းလုပ်ကင်ကြရတဲ့ဆွဲနေရမှာဒီလို၃မျိုး၃စားနဲ့ကျွန်တော်ပူးပေါင်းလုပ်ကင်ကြရတာတွေ့ရမှာဖြစ်ပါတယ်ဒီမှာအရေးကြီးတဲ့အချက်ကလေးနှစ်ချက်တော့ကျွန်တော်ပြောချင်ပါတယ်နံပါတ်၁ကကျွန်တော်ရှယ်ယာလုပ်ငန်းလုပ်ကင်ကြရတဲ့ဆွဲနေရမှာအချောင်းယာတွေထည့်ဝင်ကြတယ်ပေါ့ဗျာငွေဖြစ်ရင်ဖြစ်မယ်ငွေလည်းထည့်ဝင်ကြပြီးတော့ပူးပေါင်းကြတာပဲတချို့ကလှုပ်အားထည့်ဝင်ကြတာဖြစ်ဖြစ်မယ်လှုပ်အားထည့်ပြီးတော့ထည့်ဝင်ပြီးတော့လည်းပူးပေါင်းကြတာပါပဲနောက်တစ်ခုကကျွန်တော်တို့ asset ပေါ့ဗျာအိမ်တွေကားတွေမိဆက်တွေ brand name တွေအစရှိသဖြင့်အကြောင်းအရာတစ်ခုမဟုတ်တစ်ခုကိုထည့်ဝင်ပြီးတော့မှပူပေါင်းကြတာပါပဲအဲ့တော့ဘာပဲထည့်ထည့်ပါငွေပဲထည့်ထည့်လုပ်အားပဲထည့်ထည့် asset လို့ခေါ်တဲ့ပိုင်ဆိုင်မှုပစ္စည်းပဲထည့်ထည့်ဘာပဲထည့်ထည့်ပါအရေးကြီးတဲ့အချက်နံပါတ်1ကဘာထည့်ထည့်ငွေနဲ့တန်ဖိုးတင်ဖို့လိုပါတယ်ဒါဒီအရေးကြီးတဲ့အချက်ပါနံပါတ်1ပါနောက်ထပ်အရေးကြီးတဲ့အချက်နံပါတ်1နံပါတ်2ကလုပ်အားနဲ့ငွေအားဒီအားနှစ်ခုမှာရပိုင်ခွင့် တီးတန့်ဖြစ်ရပါမယ်။ဆိုကြပါစို့ကျွန်တော်ကငွေလဲထည့်တယ်။နှစ်ယောက်စလုံးကပူပေါင်းလုပ်ကင်ကြရတဲ့ဆွဲနေရမှာငွေထည့်လို့ရပိုင်ခွင့်ကတခုပါ။ share ဖြင့်ဖြစ်မဲ့စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ ownership ပေါ့ဗျာ။လှုပ်အားထည့်ဝင်မှုအတွက်ကကြတော့ဒီမှာတီးတန့်ဖြစ်သွားပါပြီ။လှုပ်အားထည့်ဝင်မှုအတွက်ကတီးတန့်ရပိုင်ခွင့်တစ်ခုရှိရပါမယ်။လာကဖြင့်ဖြစ်မဲ့နော်ကျွန်တော် profit margin ဖြစ်ရင်ဖြစ်မယ်အဲဒါမှမဟုတ်ရှင်းလဲ share နော် share ဖြစ်ရင်ဖြစ်မယ်ပေါ့ဗျာဒါကြောင့်မို့ကျွန်တော်တို့လုတ်အားအတွက်ကရပိုင်ခွင့်တစ်ခုပါငွေအားအတွက်က ရပိုင်ခွင့်တစ်ခုဖြစ်တယ်ဒီနှစ်ခုကိုကျွန်တော်တို့ကရောလို့မဖြစ်ပါဘူးရောလိုက်လို့ရှိရင်ဟလာသူပို့လို့ရတယ်ကိုပို့လို့ရတယ်ဖြစ်ကုန်ရောပေါ့ဗျာအထူးသဖြင့်ကျွန်တော်တို့ working partner လို့ပူးပေါင်းဆောင်ရွက်မှုမျိုးမှာဒါမှမဟုတ်ရှင်လဲ equal partner လို့ပူးပေါင်းဆောင်ရွက်မှုမျိုးမှာအငင်းပွားစရာတွေဖြစ်လာတယ်ပေါ့ဗျာ equal partner လို့ပြောရဲဆိုတဲ့နေရာမှာသူလည်းပဲအငင်းများထဲတယ်သူလည်း90ပဲကိုလည်း90ပဲဟလာလှုပ်အားလည်းအငင်းများထဲကြမယ်လို့ပြောရဲဆိုတဲ့နေရာမှာတေချာတစ်ခုကငွေတော့ညီညူညီမျှဖြစ်နိုင်ပေမဲ့လှုပ်အားတစ်ခုက ဘယ်လိုလို့ညီတို့ညီမဖြစ်နိုင်မလဲဗျာသူပို့သူပို့ပြီးတော့မှအချိန်ပေးနိုင်တာမျိုးဖြစ်ရင်ဖြစ်မယ်ကိုပို့ပြီးတော့မှအချိန်ပေးနိုင်တာမျိုးဖြစ်ရင်ဖြစ်မယ်ဒီလိုငန်းမှာသူကပို့စ조사တာဖြစ်ရင်ဖြစ်မယ်ကိုကပို့စ조사တာဖြစ်ရင်ဖြစ်မယ်အဲ့တော့조사မှုတစ်ခုလောက်အားတစ်ခုကဘယ်လိုလို့ညီတို့ညီမဖြစ်မလဲပေါ့ဗျာတယောက်ကပို့ရင်တယောက်ကလိုမယ်ဆိုတဲ့အနေအထားမျိုးဖြစ်တတ်ပါလေဒါကြောင့်မို့လို့အရေးကြီးတဲ့အချက်ကလောက်အားကိုရပိုင်ခွင့်တစ်ခုတတ်မှတ်ဖို့လိုပါတယ်ကိုက ပုံမကြီးမားတဲ့တာဝန်နဲ့ယာဓုကိုယူထားလူယူထားမယ်ဆိုလို့ရှိရင်အဲ့အတွက်ရပိုင်권ကတခုပါသူကအနှဲငယ်တင်းငယ်တဲ့တာဝန်နဲ့ဝတ်တရားကိုယူထားမယ်ဆိုလို့ရှိရင်အဲ့အတွက်ရပိုင်권တခုဖြစ်ပါတယ်ဒါကြောင့်မို့လို့အရေးကြီးတဲ့အချက်ကဆက်တူပူပေါင်းလုပ်ကင်ကြရတဲ့ဆိုတဲ့နေရာမှာဘယ်လိုမျိုးပူပေါင်းဆောင်ရွက်မှုမျိုးနဲ့ပူပေါင်းမှာလဲကျွန်တော်အခုရှင်းပြသွားတဲ့အချက်เนาะပူပေါင်းဆောင်ရွက်မှု၃မျိုးမှာဘယ်လိုပုံစံမျိုးနဲ့ပူပေါင်းမှာလဲပြီးတော့ခုနကတော့ကျွန်တော်ရှင်းပြတဲ့အရေးကြီးတဲ့အချက်၂ချက်ပါဘာပဲထက်ထက်ပါငွေနဲ့တန်ဖိုးတင်မှာ နောက်တစ်ချက်ကနော်ငွေအားနဲ့လှုပ်အားဒီနှစ်ခုရဲ့ရပိုင်ခွင့်ဆိုတာကိုတီးကြခွဲပြီးတော့မှမြင်စေချင်ပါတယ်ဒါဒီအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်ကဲကျွန်တော်တခုခုရသွားလိမ့်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာကိုအနေနဲ့လက်ရှိစက်တူလုပ်ငန်းလုပ်ကင်နေတယ်ဆိုလို့ရှိရင်နော်ဘယ်လိုပုံစံမျိုးနဲ့ဘယ်လိုပူပေါင်းဆောင်ရွက်မှုမျိုးနဲ့လုပ်ကင်နေတာလဲဆိုတာကိုအောက်မှာ comment မှာမှတ်သွားနိုင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ကြပါစို့